သောတာပန်ဖြစ်တဲ့လူသရာဂံဖြစ်တဲ့လူအနာဂံဖြစ်တဲ့လူယဟန္တာဖြစ်တဲ့လူကသူတို့ကိုသူတို့အဲ့အစ်စ်နေရောက်နေမှန်းသိနိုင်မှာလားရှင်ဗျာသိနိုင်ပါတယ်သိနိုင်တယ်ဆိုတာကျင့်ကြံပွားများအာထုံမှုနဲ့ပတ်သက်တာဖြစ်သောကြောင့်ဒီသိနိုင်တယ်သို့တော့သူ့ရင်ထဲမှာကိလေသာကင်းနေတော့ဟိုမှာခုနှစ်နှစ်သမီးလေးတော်တော်ဖြစ်တတ်ရှိတယ် အပ္ပဒံပါဠိတော်လေးထဲမှာ၅နှစ်သားလေးယဟနာဖြစ်တာတော့ရှိတယ်ပေါ့နော်။မှန်ပါတယ်။အလုံးကိုငယ်တော့သူတို့ယင်ထဲမှာဒီနာမည်တွေတတ္တသည်ဖြစ်စေမတတ္တသည်ဖြစ်စေသူတို့ယင်ထဲမှာအစိုးတရားတွေမရှိဘူးဆိုတော့သူတို့ခံစားရတယ်။မှန်ပါဗျာ။သူဘယ်တော့မှဒေါသမထွက်ဘူး။သူဘယ်တော့မှလောဘဟိုတက်မဲ့တဲ့လောဘတွေသူ့မှာမရှိတော့ဘူး။ဘယ်တော့မှမုန်းတိမှုဒေါသတွေသူ့မှာမရှိဘူး။ အလုံးဟာဘဝအကြောင်းနဲ့စဉ်းစားလိုက်ရင်ဓမ္မအကြောင်းနဲ့ပတ်သက်လာရင်သူ့ရင်ထဲမှာရှင်းနေလို့တွေ့ဝေးနေတာတွေမရှိတော့ဘူးဆိုတော့သူ့စိတ်အနေထားကိုတော့သူသိတယ်မှန်ပါဗျာတေချာသိနိုင်တယ်ပေါ့နော်သိနိုင်တဲ့အခါသူအစစ်သတ်မှတ်တဲ့အခါမှာဒီဥပဒကတွေကမြတ်စွာဘုရားလက်ထက်ကသူတို့ပဲဆင်းဆိုတာမျိုးသူတို့ကိုယ်တိုင် ပြောကြတယ်သူတို့မှာကာမဘုံကိုပြန်လာဖို့ တန်ရောစင်ဆိုရဲနောက်ရိုးတွေသူတို့မှမရှိတော့ဘူးလို့ပြန်ပြောလိရှိကြတယ်။အမကုန်အာယုန်ဒီပေါ်မှာလိုချင်တတ်မဲ့တဏှာဆန္ဒတွေလိုရာကိုမရလို့အလိုမကျဒေါသဖြစ်တာတွေဒါတွေသူတို့မှမရှိတော့သည့်အတွက်ကြောင့်ကာမဘုံနဲ့ပတ်သက်တဲ့တန်ရောစင်တွေသူတို့မှကုန်းနေတယ်ဆိုတာခုမှတန်ရောစင် ရှိတယ်မရှိဘူးတတမှုရှိတယ်မရှိဘူးဆိုတာကိုယ့်အကူသိတယ်ပေါ့နော်။အဲ့လိုသိသွားသည့်အတွက်ကြောင့်သူတို့ရဲ့ ဲ့ချင်းနေအဆင်ကိုသူကသူတိနိုင်တယ်လို့ပဲပြောမှာမှန်ပါဗျ